ောင်းမဲမင်္ဂလာပါရှင်တွန်တုံးရဲ့ချော်ကန်နယ်လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခொနေရဲ့သားသမီးများအားလုံးတွန်တုံးရဲ့ခொနေရဲ့အတွင်းသတင်းများကိုအကြခင်မှာစုံစုံလင်လင်ပြည့်ပြည့်ဝဝနားဆင်ရတော့မှာဖြစ်ပါတယ်ရှင်အဲ့တော့တွန်တုံးကိုချစ်တဲ့သူတွေတွန်တုံးကိုမျက်နှိုးတဲ့သူတွေတွန်တုံးကိုကျင်နာတဲ့သူတွေ လိုက်ရင် subscribe လေးလုပ်ပြီးတော့အားပေးဖို့အတွက်မြစ်တာရက်ခံလိုက်ပါရရှင်။အဒီနေ့ like ဈေးမှာဆိုရင်တော့တုံတော့အထေဆုံး site စုံနဲ့အင်တန်ရာရောက်ပို့ပေးမှာဖြစ်ပါတယ်နော်။အဲ့တော့ cash on delivery တော့မရဘူးနော်။ငွေကြိုရှင်းရပါမယ်ရှင်။အေးတိကမှာရှင်။ အမေမလေးဒိုက်တာကတော့လေအတွန်းတွန်းုံလေအဲ့ဒါလေသူလေးသူသူသူအဲ့ဒါလိုက်ဒီလိုက်စီးတွေလာရောင်းခိုင်းတော့အတွန်းတွန်းအတရင်ကြော်ညာတာနဲ့လေလိုက်စီးရောက်မှန်းနေရောသွားလို့ဒီခါမှာရှင်အဲ့တော့ခொနည်းသားသမီးများအားလုံးတော်တော်ချစ်တယ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်ဒီနေ့ခொနည်းအတွင်းသတင်းများကိုတော်တော်ကစတင်ပြီးတော့ကြေညာတော့မှာဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ပါရှင်တွန်တော့တော့သတင်းကြညာတင်ဆက်သူခင်ရနာမေသူတသိမ့်သိမ့်တုံစင်ဖြစ်ပါတယ်နာမည်လေးကအရန်တူနေတဲ့အတွက်တွန်တော့ထက်ရှည်ဖို့အတွက်နောက်ထပ်အလုံးတွေကိုစဉ်းစားထားပါသေးတယ်နော်အဲ့တော့ခုနှစ်အတွင်းသတင်းခေါင်းစဉ်များကိုကြညာပါမယ်ရှင်မြန်မာနိုင်ငံအဟွမ်းမဲစင်စစ်ဆေးသူများအကြောင်းအုတ်ကြီးများကနေစားခေါ်ဓာတ်ပုံရိုက်၍စစ်ဆောင်များကိုအတင်းအဓမ္မ မဲပေးခိုင်းနိုင်ငံပေါင်း183နိုင်ငံပါဝင်သော IPU က CRPH ကိုအသိမှတ်ပြုကြောင်းကြေညာအကြံဖက်ဆေးဥစုဤအထူးအရောင်ရွေးကောက်ပွဲကိုအာဆီယံခေါင်းဆောင်များကပြတ်သားစွာညှင်းပယ်ရမည်ဟု ကုလအထူးကိုယ်စားလှယ်တွန်ခရုစ်ကတောင်းဆိုတွန်တွန်ခရုကမင်းသားလေရုပ်ရှင်မင်းသားလေအော်အော် တော့ကလေးဟောလေအဲ top gam တော့လေပြီးရှင် mission impossible လို့ဖာတော့လေအဲ့ဒီကဒလက်ဆာမူရိုင်းတို့ရုပ်ရှင်နေနဲ့သူ့အရန်ဖွာခဲ့ရတာလေတွန်ခရုဆိုအဲ့ဒါနဲ့လေတွန်တွေ့လိုက်တာနဲ့ခရုဆိုပြီးတော့ရှင်တွန်ခရုဆိုလောက်လိုက်တာအဲဒီခါမှာရှင်အထု ကုလသမအထုကိုယ်စလေတွန် and do ကတောင်းဆိုလို့ပြောချင်တာပါရှင်ပြီးတော့ Nancyian Nancyian များမဲ မပီးမနေရစနစ်ကိုစကမကကျင့်သုံးနေတယ်ဆိုတဲ့သတင်းကိုလည်းဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။နောက်ထပ်တင်ဆက်ပေးခြင်းတဲ့သတင်းလေးကတော့ပြည်သူ့ဘဝဒုက္ခနဲ့လှလှတွေ့အောင်ဆင်းရဲမွဲတေဂျုံဂျုံကြအောင်စေတနာသရတာထက်တန်စွာနဲ့ဘောကုန်းကျဲတော်ကတ်နေတဲ့စကမမအားလာစကစသည်ပြည်သူ့ဘဝကိုဒီမိုကရေစီအပြည့်ပေးမည်ဆိုတာပြည်သူ့ပါတီ ခုခုကြီးပြပြပေါမြီပဲပင်ပေါပါတီအတော်တက်တုံနဲ့အတူတူတော်လန်ဆေလီဘုံမများဤမြောက်ပင်ထောက်ခံဝဉဏ်မှုဖြင့်အချင်းပြင်းနေစကိုင်းတိုင်းမန်လေးတိုင်းမကွေးတိုင်းတရားပြည်နယ်တို့တွင်ဒီမိုကရေစီညီတန်းအဖြစ်ဘုံနီကျင်းနေတဲ့သတင်းကိုတင်ဆက်ပေးချင်တာဖြစ်ပါတယ်ပြီးတော့မိုးလေဝသသတင်းများကိုတင်ဆက်မှာဖြစ်ပြီးတော့ပြီးတော့မာရိုရဲ့တော်လန်ဤမှာ ပြုလုပ်နေကြတဲ့တော်လန်ကမ်ပိန်းများအကြောင်းကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်။ပြီးပြီဆိုလို့ရှိရင်တော့နိုင်ငံကာသတင်းများနဲ့အတူအာကစားသတင်းများကိုလည်းတင်ဆက်ပေးမှာဖြစ်ပြီးနောက်ဆုံးအနေနဲ့တော့မအားလာကိုအာဆီယံကကန်ထုတ်ဆိုတဲ့သတင်းနဲ့အဆုံးသတ်မှာဖြစ်ပါတယ်။ တွင်များကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါရယ်ရှင်ပထမအကြိမ်မဲဆင်းထုတ်ပြန်ကြော်ညာပြီးနောက်စစ်တပ်ကမဲဆင်းများကိုပြည်သူများအုံနဲ့ကျင်းနဲ့လာရောက်စစ်ဆေးကြရန်ထွေုံများကိုနဒံနဲ့တို့ပြီးတော့စေခိုင်းထားတယ်လို့သိရပါတယ်အဲ့တော့အုတ်ကြီးများကမဲဆင်းလာကြည့်တဲ့အထက်မှာလူတွေအများကြီးဖြစ်နေအောင်ဇုတ်အတင်းအရမ အဲစီခိုင်းပြီးလို့ရှင်ဓာတ်ပုံတွေရိုက်ပြီးတော့အဲသူတို့ရဲ့သက်ဆိုင်ရာလူကြီးမင်းများထံကိုဓာတ်ပုံများရိုက်၍ပို့ဆောင်ပေးရခြင်းဖြစ်ပါတယ်ပို့ဆောင်ပေးတဲ့ပြက်ကွက်ပါကသူတို့သတင်းပို့ခိုင်းတယ်လို့သိရပါတယ်ရှင်အဲ့တော့ပြီးလို့ရှင်ရန်ကုန်တိုင်းအတွင်းရဲ့ခြားဒေသများမှာဆစ်ဆောင်လာသောဆစ်ဆောင်များ၏လူရည်စင်းများကိုရန်ကုန်တိုင်းတွင်ထွေဥများကအာကောက်ယူပြီးတော့ထောက်ပံ့ငွေနဲ့အစားအသောက်များပေးမည်ဟုစီယုံ ဖြားရောင်သွေးဆောင်ပြီးလို့ရှိရင်စည်ရင်းများကိုရက်ွက်ယုံများများစစ်ဆောင်များနေလာရောက်ပြီးတော့တည်င်းပေးရပါတယ်အမှန်တကယ်တော့စစ်ဆောင်များကိုထောက်ပံ့ခြင်းများဆံအိများစီများခောက်ဆွဲများငပိများငချောင်းများပေးမှမဟုတ်ဖဲနဲ့မဲပေးဖို့အတွက်အတင်းအဓမ္မစေခိုင်းမှုအတွက်မဲစင်းကောက်တယ်လို့လည်းသိရပါတယ်ရှင်ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်ဆိုရင်တော့နိုင်ငံပေါင်း183နိုင်ငံပါဝင်သော နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကမြန်မာနိုင်ငံကိုစားပြုအဖြစ်ပြည်တော်စုလွတ်တော်ကိုစားပြုကောမဒီ CRB ကိုဆက်လက်အတိအမှတ်ပြုကြောင်းကြေညာဆုံးဖြတ်လိုက်သည်ယနေ့ကျင်းပလျက်ရှိသော150ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံအမှုဆောင်ကောင်တီကောင်စီ sorry နော်တိခတ်ပါရှင်ကောင်တီနဲ့ကောင်စီနဲ့ဖြစ်သွားတယ်တီကောင်တီကောင်ပေါ့နော်အဲ့တော့အမှုဆောင်ကောင်စီအစည်းအဝေးက မြန်မာနိုင်ငံကိုစားပြုဖြစ်ပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRB ကိုနိုင်ငံတကာပါလီမန်များအဖွဲ့ IPUE အဓိကဆွေးနွေးမိတ်ဖက်အဖြစ်ဆက်လက်အသိမှတ်ပြုကြောင်းကြေညာခဲ့ပါတယ်။ပထမဆုံးဆုံးဖြတ်ချက်အရအကြံဖက်ဆေဟုစုဟာအထူးရောင်းရွက်ကောက်ပွဲကျင်းပရန်ကြော်ညာထားသည့်အချိန်တွင်ဆက်လက်အတူပြုခဲ့ခြင်းဖြစ်ပြီးပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီ CRB သည် IPUE အစည်းအဝေးများသို့ မြန်မာကိုစားပြု၍ဆက်လက်တက်ရောက်သွားမည်ဖြစ်ကြောင်းမြမအရေးဖြည့်ရှင်းမှုတွင်နိုင်ငံကအတိုက်ဝန်းများ၏အခမ်းကဏ္ဍသည်အရေးပါလှတကဲ့သို့မြန်မာနိုင်ငံ၏ဖြစ်ပေါ်နေသောပြည်ပခအများကိုလက်တွေ့ကြပြီးရည်ရှိတည်ထန်သော ဖြည့်ရှင်းမှုဖြင့်ပံ့ပိုးကူညီပေးရန်စစ်မှန်သောလွတ်လပ်မှုငြိမ်းချမ်းမှုနှင့် Federal Democracy တည်ဆောက်နိုင်ရေးအတွက်အစွမ်းကိုကြိုးစားသွားမည်ဟုသိရပါသည်ကျေးဇူးတင်ပါတယ်ရှင်ဒါဟာဆိုလို့ရှိရင်တော့ အဲတုံတုံတို့ရဲ့ CRPH ကိုကဘာကနေအတိမတ်ပြုတ်လိုက်တာဖြစ်ပြီးတော့မအားလာရဲ့စကမကိုတော့ကန်ထုတ်ဖို့ကဘာကြီးကစူးစမ်းနေပြီဖြစ်ပါရဲ့ရှင်ကုလားသူကိုစလဲတုံ M2 ရဲ့သတင်းကိုဆက်လက်ကြီးညာရမယ်ဆိုရင်တော့စစ်အာဏာသိမ်းအစိုးရလွန်ခဲ့တဲ့၄နှစ်ကျော်ကလက်မှတ်ရေးထိုးခဲ့သောအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုမစားဘဲနဲ့ဝက်လက်ဖက်ကို မာယာဦးစာတုံးဖို့အဲမာငါးချက်နဲ့ဝက်လက်ဖက်နဲ့မှားပါတယ် sorry ဟောပါလေဘုံသဘောတူညီချက်၅ချက်ကိုပြောတာတော့ငဟင်းချက်တည်းထင်ပြီးတော့ငဟင်းစားခြင်းနေတော့တော်တော်ကလေအဲ့ဒါနဲ့လေဝက်လက်ဖက်ဒီဘာရောရောကုန်တာတိကမာရှင်အဲဘုံသဘောတူညီချက်၅ချက်ကို လေးစားမှုမရှိပဲပြစ်ပယ်ထားပါတယ်နိုင်ငံရေးအကျဉ်းသားများစွာကိုထောင်ထဲမှာချုပ်နှောင်ထားပြီးလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့သတင်းမီဒီယာလွတ်လပ်ခွင့်တွေကိုလည်းတားမြစ်ကအရက်သားပေါ်စစ်တပ်ရဲ့တိုက်ခိုက်တပ်ဖြတ်မှုတွေဆက်လက်ဖြစ်ပွားနေချိန်မှာစစ်အုပ်စုဟာအာဆီယံကိုလှည့်စားပြီးတော့ရွေးကောက်ပွဲကိုတရားဝင်အသိမှတ်ပြုဖို့လိုလားနေပါတယ်လို့တွန် M2 ကပြောဆိုလိုက်ပါတယ်ဆက်လက်ပြီးတော့တွန် Andrew ပြောဆို ခဲ့တာကတော့စေအုပ်စုရဲ့အထူးရောင်ရွေးကောက်ပွဲကိုအတိမတ်ပြုခြင်းကမြန်မာနိုင်ငံကိုဒီမိုကရေစီရေနောက်ပြန်ဆုတ်သွားစေပြီးသူတို့စေအုပ်စု၏အပြစ်များကိုကာကွယ်ပေးရာရောက်တယ်လို့တွန်အန်ဒရူးကအာဆီယံကို ပြင်းပြင်းထန်ထန်ရှုတ်ချသတိပေးလိုက်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ဆက်လက်ပြီးတော့သတင်းများကိုကြေညာရမယ်ဆိုလို့ရှင်တော့ NaN Serial များမဲမပေး မနေရစနစ်စစ်ကော်မရှင်ကျင့်သုံးဆိုတဲ့တရင်ကိုကြီးညာပေးခြင်းပါတယ်။ရွေးကောက်ပွဲဖြစ်မြောက်အောင်မြင်ရန်အပူတပြင်းကြိုးပမ်းနေသည့်စစ်ကော်မရှင်သည်၎င်း၏လက်အောက်ခံနမ်စီဒီယံဝန်ထမ်းများထံမှမဲအကုံရရှိစေရန်အတွက်မဲစင်းများပါမပါသွားရောက်ကြိခိုင်းနေသလိုမဲစင်းမပါပါကတောင်းဆိုလွှာများကိုပါဝင်ကြီးဌာနအဆင့်စီမံချက်ဖြင့်လှုပ်ဆောင်နေပါသည်။ နိုင်ငံတကာထောက်ခံမှုရရှိရန်ကြိုးပမ်းနေသောစစ်တပ်က၎င်း၏ရေကောက်ပွဲမပြတ်ပြားရန်ဥပဒေထုတ်ပြန်၍အရေးယူနေသလိုလေကြောင်းဘုံကျဲမှုများနေ့စဉ်နီးပါးပြုလုပ်နေသဖြင့်အရက်သားအစုလိုက်အပြုံလိုက်တည်ဆုံမှုများဖြစ်ပေါ်နေပါရဲ့ရှင်ပြည်သူ့ဘဝဒုက္ခနဲ့လှလှတွေ့အောင်ဆင်းရဲမွဲတီအောင်ဂျုံဂျုံကြအောင်စေတနာသရတာထပ်တန်စွာနဲ့ဘောကုန်းကျဲတော်ကတ်နေသောစကမ မအလာစကစသည်ပြည်သူ့ဘဝကိုဒီမိုကရေစီအပြည့်ပေးမည်ဆိုတာပြည်သူ့ပါတီခိုခိုကြီးပြပြပုတ်မီပဲပင်ပေါ့ပါတီအတော်တက်နေတူတော်လန်ဆယ်လီဘောမများဤမြောက်ပင်ထောက်ခံ ဝင်းရံအပိမှုဖြင့်အချင်းပြင်းနေခေါလန်ဖူးဆော်လောဗမောဝိုင်းမောဖာကန်မိုးကုတ်တပိတ်ချင်းနတ်တလင်းတောင်ညိုဆယ်နီနတ်မောက် ကြောက်ဦးရွာအနီးလွိုင်းကောရေရာရှိမြို့များသို့ဒီမိုကရေစီနိဒန်းအဖြစ်လူချင်းအုပ်ဟက်ဒီမိုကရေစီစစ်စင်ရေးဖြင့်အယက်သားပြည်သူများကို ပြစ်မှတ်ထား၍ဘုံကျဲတိုက်ခိုက်နေကြောင်းသတင်းရရှိပါရရှင်အခုဆက်လက်ပြီးတော့မိုးလေဝသသတင်းများကိုကြေညာပါတော့မယ်ရှင် ားလုံးကျေးဇူးတင်ပါတယ်ရှင်ဆက်လက်ပြီးတော့မိုးလီဝသသတင်းများကိုကြေညာရမယ်ဆိုရင်တော့ပင်ကလားပင်လဲအော်မြောက်ပိုင်းနဲ့အရှိလေပိုင်းတို့တွင်တရင်အနေငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လဲပြင်နဲ့ဂျန်ဘင်ကလားပင်လဲအော်တို့တွင်တရင်အတင်တင်တလလိုမတင်တလလို တိန်ထူတလလိုတိန်ပါတလလို ဖြစ်နေပါတယ်ရှင်တိန်ထူရဲဆိုလို့ရှင်တော့စီကန်းကိုမျက်စိပွားပြရမှာဖြစ်ပါတယ်ဒါမှမျိုးလုံးကိုခွဲစိတ်ကူတာလိုက်ရင်တော့တိန်အားလုံးအမြင်နေရှင်းလင်းတော့အဲ မားနေကျမတိန်ဆိုတာနဲ့လေအဲ့ဒါတော့ကလေမျက်လုံးတိန်နေနဲ့မားတာမိုးလူကတိန်တောင်တိန်ခဲတွေကိုပြောတာပါရှင်တိခတ်ပါရှင်မန်လေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းကြားပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်တိန်အသင့်တင့်ဖြစ်ထွန်းပြီးတနင်္သာရီတိုင်းကချင်းပြည်နယ်ချင်းပြည်နယ်တို့တွင် နေရကျဲကျဲမကျဲကျဲအဲကြံတိုင်းနဲ့ပြည်နယ်တို့တွင် နေရကွက်ကြားဒေါင်လိုက်အစင်အကွက်စိတ်အကျဲစသည်ဖြင့်အဲ ပစိုးကွက်တင်းနဲ့လေရောသွားတယ်။ကျွန်မလေအဲ့တော့ပစိုးမွေးရတာကြာတော့လေအဲ့တော့အများနဲ့ပဲခေါင်းဝင်နေပဲကျွန်မဝင့်နေတော့လေအဲ့ဒါပစိုးလေးတွေဝတ်ချင်တာပေါ့နော်အဲ့ဒါနဲ့လေနေရောသွားတာအကွက်စိတ်တွေကွက်ကျဲနေပါလေဖြစ်သွားတာတိခတ်မှာရှင်မြမပြင်လေပြင်အပြင်လေပြင်နေပါဖြစ်တာဟေးမင်းတို့အဲ့ဒါဖြတ်နော်မလေငါ့ကိုမခွိုင်းအောင်မလုပ်နဲ့ မြမပင်လေပြင်းမှာလှိုင်းအနေငယ်မှာလှိုင်းအသင့်တင်ရှိပြီးလှိုင်းအမြင့်မှာမြမကံယူရန်တစ်ချောင်းနဲ့ကန်းလွန်ပင်လေပြင်းတို့တွင်၃လက်မမှ၆လက်မခန့်ရှိနိုင်ပါရဲ့ရှင်၃လက်မဆိုတာတူလေးလေးတနောကလည်းမြမပင်လေပြင်းအကြီးကြီးပဲအော်တိကမှာရှင်၄ပေမှ၆ပေ ကန်ရှိနိုင်ပါတယ်လို့ပြောတော့ဟာကျမဟာလေဟာတူတူတူလေးဆိုရင်ကျမလည်းတူတူလေးထင်လို့ဟုတ်ပါဘူးဟိုနေ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 ထင်နေတာအဲ့ဒါလေးအဲအဲ၃လက်မ၆လက်မမဟုတ်ဘူးเนาะ ၄ပေကနေပြီးတော့၆ပေအထိရှိနိုင်ပါရဲ့ရှင်။နောက်နေ့အတွက်ခံမှန်းချက်မှာတော့တနင်္လာရီတိုင်းချင်းပြည်နယ်တွင်နေရာကျကျမိုးထချုံကြွားနိုင်ပါရဲ့ရှင်။အဲ့ဒါကလည်းနောက်နေ့ဖြစ်တဲ့အတွက်ရွာကျင်မာလေးရွာမယ်ပေါ့နော်။အဲ့ဒါဆိုလို့ရှိရင်တော့အာမိုးရွာရင်တော့ထီးဆောင်ထားပါတော့။မိုးကလေးပါလေးဆောင်ထားကြပါလို့ဒီမှာသတိပေးလိုက်ပါရဲ့ရှင်။ဆက်လက်ပြီးတော့တော်လန်ကမ်ပိန်းများအကြောင်းကိုကြော်ညာပေးသွားမှာဖြစ်ပါရဲ့ရှင်။ ဟုတ်ကဲ့ပါရှင်တော်လန်ကမ်ပိန်းနဲ့ပတ်သက်ပြီးတော့မိတ်ဆက်ပေးရမယ်ဆိုရင်တော့96 Soldier PDF အညာတက်ခွဲရဲ့စောင့်စစ်တီဆိုတဲ့ကမ်ပိန်းလေးအကြောင်းကိုမိတ်ဆက်ပေးချင်ပါတယ်ရှင်စောင့်စစ်တီဆိုတာဘာလဲ။ဒါမဲ့စောင့်ဝါဒီမှာရှေ့တန်းထွက်ကြမယ်ကျွန်တော်တို့96 Soldier PDF မှာရဲဘော်တွေအတွက်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးမယ်ကမ်ပိန်းဖြစ်ပါတယ်။ဒီကမ်ပိန်းမှာမိဘပြည်သူများအဆင်ပြေသလိုပါဝင်နိုင်ပါတယ်ရှင်။ 1. Point Planet 1000ကျပ်နှစ် job aid 3000ကျပ်စေဝါ9000ကျပ် uniform တသိန်းကျပ်နဲ့မိဘပြည်သူများစိတ်ကြိုက်ရွေးချယ်ပြီးတော့ပါဝင်လို့ရပါတယ်ရှင်နောက်ထပ်မိတ်ဆက်ပေးခြင်းနဲ့ဒေါ်လာ campaign လေးတစ်ခုကတော့အနည်းမခံမြင့်ကြံဆိုတဲ့ campaign လေးဖြစ်ပါတယ်မြင့်ကြံဆိုတာကတကယ်ဘူပဲလက်ရှိဒေါ်လာရေးမှာဆိုလို့ရှိရင်အရေးပါတဲ့နေရာတနေရာဖြစ်ပါတယ်မြင့်ကြံမှာရှိနေကြတဲ့မြင့်ကြံ 根本，你们看民间所谓卖的根本哩啊，民间穿不好看嘞，民间嘞，你着外码细嘞，棉袄棉衣不可够，一直就三地片，长大没来，这都三地片，着冷衣，但不会外面七去棉袄嘞，诶，过年半部被单卖，根本哩皮带穿，你们看呢，民间根本留嘞保温过年，而皮不穿，冬冬往里，热着也了一怕热行。 နိုင်ငံကသတင်းများကိုဆက်လက်ကြေညာပေးပါမယ်ရှင်။ယူကရိန်းနဲ့စစ်ပွဲတွင်ရုရှားဘက်မှပါဝင်တိုက်ခိုက်ပေးပြီးတေဆုံသွားသည့်စစ်သည်များတွင်အထိမ့်မှန်အဆောက်အုံတစ်ခုကိုမြောက်ကိုရီးယားကစတင်တည်ဆောက်နေပြီးဖြစ်ကြောင်းနိုင်ငံပိုင် KCNA သတင်းဌာနကအောက်တိုဘာ23ရက်နေ့တွင်သတင်းထုတ်ပြန်လိုက်ပါတယ်ရှင်။ရုရှားနိုင်ငံ၏အကြီးဆုံးရေနံကုမ္ပဏီနှစ်ခုဖြစ်သော Smarkla ရေနံကုမ္ပဏီနှင့် ကမာဆလာရေနံကုမ္ပဏီတို့အပေါ်ပိတ်ဆို့အရေးယူမှုအမေရိကန်ချမှတ်ပြီးနောက်ပင်လယ်ရေကြောင်းမှတဆင်းရုရှားရေနံများဝယ်ယူမှုကိုတရုတ်နိုင်ငံပိုင်အဓိကရေနံကုမ္ပဏီကြီးများကစိုင်းငံ့လိုက်ကြောင်းကုန်သွယ်ရေးဆိုင်ရာသတင်းရင်းမြစ်များ၏အောက်တိုဘာ23ရက်ပြောကြားချက်ကို ရိုက်တာသတင်းဌာနကဖော်ပြပေးလိုက်ပါရရှင်ထို့နောက်အနောက်ဘက်ကမ်းခြေဒေသကိုအစ္စရေးကဆက်လက်သိမ်းပိုက်ပြီးဆိုပါကအမေရိကန်၏ ထောက်ပံ့မှုများကိုဆုံးရှုံးရလိမ့်မည်ဟုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသတိပေးလိုက်ပါတယ်ရှင်။ရုရှားအပေါ်16ခုမြောက်ပိတ်ဆို့အရေးယူမှုများကို အောက်တိုဘာ23ရက်တွင်ဥရောပသမ္မတက EU ကတရားဝင်ဒီပြူလိုက်ပါသည်ရုရှား၏အဓိကရေနံကုမ္ပဏီကြီးတစ်ခုကိုအမေရိကန်အစိုးရ၏ပိတ်ဆို့ရေးယူမှုချမှတ်ပြီးနိုင်ငံပိုင်းအကြံတွင် EU ၏ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်အဆိုပါပိတ်ဆို့အေးအယူမှုအစည်းအဝေးကိုအဖွဲ့ဝင်ဆလိုဗေကီးယားနိုင်ငံကရတရဘက်များစွာတားမြစ်ထားခဲ့တော်လဲနောက်ဆုံးတွင်၎င်းတို့၏ဗီဒီယိုအာနာကို အော်တိုဘာ22ရက်ညကရုတ်သိမ်းလိုက်သည်ဟုသိရပါတယ်ရှင်နောက်ဆုံးအနေနဲ့တုံတုံ ချော်ကန်နယ်လေးဟာနေပြီးတော့ သတင်းအကြီးကြီးအကိတ်ကြီးတစ်ခုကိုကြေညာပေးကြပါရရှင်ဒါကတော့ဘာလဲဆိုတော့စကမရဲ့ခေါင်းဆောင်မအာလာ စကစခေါင်းဆောင်မအာလာသည်အာဆီယံအစည်းအဝေးကိုတက်ရောက်နိုင်ခြင်းမရှိတော့ဘဲနဲ့အာဆီယံခေါင်းဆောင်များမှာသူ့ကိုကန်ထုတ်ဖနှောင်းတဲ့ခြေချီးပုံနဲ့ပြစ်ချလိုက်တယ်ဆိုတဲ့သတင်းလေးကိုကြေညာပေးကြပါရရှင်လုံခဲ့သောရက်သက်တစ်ပတ်က မအားလာရဲ့ဘောမမီဒီယာများကအကြေတွင်ပြောကြားနေတာကတော့သူတို့ရဲ့ဘဘကြီးဘုံကျဲခေါင်းဆောင်ကြီးလူသက်ခေါင်းဆောင်ကြီးမိရှုခေါင်းဆောင်ကြီးဟာဆိုလို့ရှိရင်တော့ကမ္ဘာခေါင်းဆောင်ကြီးများနဲ့တွေ့ဆုံပြီးဖြစ်ပါတယ်သူတို့တွေကတော့အိန္ဒိယခေါင်းဆောင်ရုရှားခေါင်းဆောင်တရုတ်ခေါင်းဆောင်တကယ့်လူစုတစ်ခုခေါင်းဆောင်ကြီးများနဲ့တွေ့ဆုံပြီးဖြစ်ပြီး တို့နောက်ဆုံးပိတ်တွေ့ဆုံရန်ကြံရှိနေသောခေါင်းဆောင်ကြီးကတော့ American USA United States America ရဲ့ခေါင်းဆောင်ကြီး Donald Trump ပဲဖြစ်ပါတယ်တဲ့အဲ့တော့ Donald Trump နဲ့တွေ့စရာပဲကြံတော့တာဖြစ်တဲ့အတွက်ကြောင့်ဒီတစ်ခါ ASEAN စည်းဝေးပွဲမှာဆိုရင်တော့ Donald Trump ကိုတွေ့ဖို့အတွက်သူတို့ကသွားရောက်မှာဖြစ်တယ်လို့အတီတပွဲအားပေါင်းအရင်တန်တန်လက်မောင်းနေတန်းပြီးလို့ရှင်ကြေညာခဲ့ကြပါတယ်ဒါကိုလည်း မိဘပြည်သူများအတိပဲဖြစ်ပါတယ်အခုချိန်မှာတော့အာဆီယံကမာအလာမာအလာစကမာကိုကန်ထုတ်ပြီးတော့အဖက်မတန်သလိုမောင်းထုတ်ပြီးတကာလှမှာတော့ဘောမမီဒီယာများဟာပုံစံဤမျိုးစုံပြောင်းသွားပြီးတော့ကလော့ကလေးအကျော်သေးခုတစ်မျိုးတော်ကြတစ်မျိုးဖော်ကားတဲ့စကားများကိုပြောလာပြီးဖြစ်ပါတယ်ရှင်အဲ့တော့ United States ရဲ့ခေါင်းဆောင်ကြီး ဒေါ်နယ်ထရန့်ကအာဆီယံစည်းဝေးပွဲကိုမလာတော့တာဖြစ်တဲ့အတွက်ဒီဘက်ကစကမလူဆိုးတခိုးခေါင်းဆောင်ကြီးမအားလာကလည်းဒီလမလာတော့ဘူးဆိုပြီးတော့ယာတီထိန်သွားပါတယ်ရှင်လုံးဝလည်းအတောင်20ဝက်ယောက်ကြရဘလို့လို့ယာတီထိန်ပါလဲအော်သူကလည်းထိန်ရင်ထိန်ပါပေါ့သူကဘယ်ရတောင်20ဝက်ယောက်ကြရင်မှမဟုတ်တာဟုတ်မလေသူလည်းထိန်ရင်ထိန်ပါပေါ့ဘယ်ပြောလို့ရမလို့ ဟုတ်ကဲ့ပါရှင်သူကလည်းဝင်ဝင်နှောက်သေးတာဟာလူတွေလေဟဲ့အဒီတာတွေအဲ့ဒါဖြတ်လိုက်နော်မလေးဟုတ်ကဲ့သူများတွေအဒီတာတွေဆိုလို့ဝင်နှန်းနေအများကြီးရှိမတင်မလေးမလေးကျွန်မပဲဒါလိုက်တာကျွန်မပဲမီဒိုမန်တို့ကျွန်မပဲကင်မရာမန်ကျွန်မပဲအက်ဒစ်နော်အဲ့တော့အဲ့ဒါလူရှင်အောင်ပြောတာတုံတုံရဲ့ချော့ကန်နေလေးကိုကြည့်ရှုအားပေးကြတဲ့မိဘပြည်သူများအားလုံးကိုတုံတုံကအသေးနှစ်အောင်ကိုချစ်ပါတယ်ဆိုတဲ့အကြောင်းလေးပြောလိုပါတယ်ရှင်တုံတုံဟာသတင်းကြေညာတာတခုတည်းမဟုတ်ဖ ೇನೆ ဗိုက်စီရောင်းတာတို့ဟင်းချက်တာတို့ဖူဘလော့တွေလည်းလုံမှာဖြစ်တဲ့အတွက်တုံတုံအားပေးကြဖို့အတွက်တုံတုံကမြေတားရက်ခံပါရည်နော်အဲ့တော့တုံတုံရဲ့ channel လေးကို like and subscribe နဲ့အသေးလေးတွေပြီးပြီး share ပေးဖို့လည်းမမေ့နဲ့နော်အခုချက်ချင်းသွားလှုပ်လိုက်နော်နမစုံတော့တုံတုံနဲ့တွေ့မယ်နော်တုံတုံမချက်ဖဲနေလိုက်မှာနော်အားလုံးကိုကျေးဇူးတင်ပါတယ်တောကပြပါလာဘေးမတန်ပဲလောကမှာထော်ရအေဂျင်ကြပါသည်ရန်သူမျိုး၅ပါးရန်ကနေကင်းဝေးပြီးတော့ ဖရက်ဒရစ်နိုင်ငံတော်အသစ်ကြီးမှာအားလုံးငြင်းငြင်းချမ်းချမ်းနဲ့လူအခွင့်ရေးပေါင်းစုံကိုရတဲ့ရတိုက်တဲ့အခွင့်အရေးများရပြီးတော့ခင်မီတိုးတက်သောနိုင်ငံတော်ကြီးရှိကိုချီတက်နိုင်ကြပါစေလို့ဆုမကောင်းတောင်းရတယ်။ဒီနေ့အစီအစဉ်လေးကိုတော့တုံတုံကလက်ဆက်တက်လိုက်ပါရရှင်။နောက်တစ်ပတ်မှလည်းခုနှစ်ရက်တွင်းသတင်းများကိုဆက်လက်ကြီးညာပါဦးမရှင်။တိတ်ခတ်ပါရှင်။